တာလင်ထိုင်းရဲ့ပြည်သက်များအားလုံးကျန်းမာရမှုကြပါစေရှင်။မြန်မာလူမျိုးအများစုဟာထမင်းအသီးနှံအသီးရွက်စတဲ့အစားအစာတွေကို နေ့စဉ်နဲ့အမျှအ धिक ထားစားသုံးလေးရှိကြပါတယ်။ဒီလိုကစီတဲ့ကျွဲဝါတဲ့အစားအစာတွေဟာဆိုရင်ခန္ဓာကိုယ်အတွက်အလိုအပ်တဲ့အာဟာရတွေကိုပေးဆွမ်းနိုင်ပေမဲ့လို့အာဟာရဓာတ်မြတ်အောင်စားသုံးပေးဖို့ကတော့အရေးကြီးပါတယ်။အာဟာရမြတ်စွာစားသုံးတဲ့နေရာမှာအရေးပါဆုံးအာဟာရ၃အုပ်စုကတော့အသားဓာတ်၊ကစီဓာတ်၊အဆီဓာတ်တို့ပဲဖြစ်ပါတယ်။ လူအများစုကအစီတန်းဟာကျန်းမာရေးကိုထိခိုက်စေတယ်လို့ထင်ကြပေမဲ့တကယ်တမ်းမှာတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစီတန်းဟာလည်းခန္ဓာကိုယ်အတွက်အားအိမ်ပေးနိုင်တဲ့အပြင်များစွာအထောက်အကူပြုနိုင်ပါတယ်။မိမိကငါ၊ကျဥ၊နို၊စီပါဝင်တဲ့အစားအသောက်တွေစားသုံးလို့ရှိရဆိုရင်တော့ခန္ဓာကိုယ်ကလိုအပ်တဲ့အစီတန်းကိုရရှိနိုင်ပြီပဲဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ခန္ဓာကိုယ်အတွက်နှေးစင်လိုအပ်တဲ့ကစီတတ်အစီတတ်အပြင်တခြားလိုအပ်တဲ့အသားထက်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ များစုဟာနေ့စဉ်လုံလောက်တဲ့ဂစီတဲ့အစီတက်တွေကိုရရှိနေကြပေမဲ့အသားဓာတ်ကိုလုံလောက်စွာရရှိနေသူအရေအတွက်ကတော့အလွန်ပဲနည်းပါပါတယ်။အသားဓာတ်ဟာခန္ဓာကိုယ်ကျန်းမာကျန်းခိုင်မှုအတွက်အရေးပါတဲ့အရာတစ်ခုဖြစ်ပြီးတော့မိမိရဲ့ကျန်းမာရေးကိုများစွာအထောက်အကူပြုစေတဲ့အာဟာရဓာတ်တစ်မျိုးလည်းဖြစ်ပါတယ်။အသားဓာတ်လို့ခေါ်တဲ့ပရိုတင်းမှာအမိုင်နိုအက်ဆစ်ပါဝင်ပါတယ်။ အမိုင်းနိုအက်ဆစ်ဟာဆိုရင်ခန္ဓာကိုယ်အတွင်းထဲမှာရှိတဲ့တ िश ူးဆောက်လုပ်ဖို့နဲ့ပြုပြင်မှုလုပ်ငန်းစဉ်တွေကိုလှုပ်ဆောင်ပေးပြီးတော့အမိုင်းနိုအက်ဆစ်20တဲကကိုမျိုးကိုလူခန္ဓာကိုယ်ကထုတ်လို့မပေးနိုင်ပဲအစားအစာတွေကနေပဲရရှိနိုင်တာဖြစ်လို့အသားဓာတ်ကျွဲဝါတဲ့အစားအစာတွေကိုမဖြစ်မနေစားသုံးပေးဖို့လိုအပ်တာဖြစ်ပါတယ်။အာဟာရဓာတ်မျှတအောင်တစ်နေ့ကိုအသားဓာတ်ပမာဏဘလောက်စားပေးရမလဲဆိုတာကတော့လူတအူးချင်းစီရဲ့နေ့စဉ်လှုပ်ရှားမှုပုံစံပေါ်မှာပဲမူတည်နေတာပဲဖြစ်ပါတယ်။ မိမိကကိုလက်အားကစားလေ့ကျင့်ခန်းတွေလုပ်တယ်ဆိုရင်တော့အသားဓာတ်ကိုပို့ပြီးတော့လိုအပ်ပါတယ်။အသားဓာတ်ကိုအသားငါးတွေကနေလည်းရရှိနိုင်တယ်လို့အသေးရွက်အသီးနှံတွေကနေလည်းရရှိနိုင်ပါတယ်။ကြက်သားအမဲသားငါးပစွန်ကြက်ဦးနှွားနှုတ်တခြားနှုတ်ထွက်ပစ္စည်းတချို့မှာပါဝင်တဲ့အစာဟာရတွေဟာဆိုလို့ရှိရင်ခန္ဓာကိုယ်ကမထုတ်လုပ်ပေးနိုင်ပေအစာစာတွေကနေပဲရရှိနိုင်တဲ့အမိုင်းနိုအက်ဆစ်၉မျိုးလုံးပါဝင်တဲ့အသားဓာတ်ကျွဲဝတဲ့အစာစာတွေပဲဖြစ်ပါတယ်။ ပဲမျိုးမျိုးအစိအစံပဲပြပန်းကော်ပြီးစိဟင်းနုနယ်စားတဲ့အစားအစာတွေကလည်းအသားဓာတ်ကျွယ်ဝတဲ့အစားအစာတွေပဲဖြစ်ပါတယ်။ဒါပေမဲ့အသားငါးလို့တော့အမိုင်နိုအက်ဆစ်၉မျိုးလုံးပါဝင်တာမျိုးမဟုတ်ပဲအမိုင်နိုအက်ဆစ်တချို့တဝက်သာပါဝင်လေးရှိပါတယ်။ဒါပေမဲ့လည်းအသားငါးကိုပဲစားသုံးမယ်ဆိုရင်ဟင်းသီးဟင်းရွက်ကနေရရှိနိုင်တဲ့ဗိုက်တာမင်နဲ့သတ္တုဓာတ်တွေလုံလောက်စွာမရရှိတဲ့အတွက်အာဟာရဓာတ်မများတာတဲ့ပြဿနာကြီးဖြစ်ပေါ်တတ်တာမို့လို့အာဟာရဓာတ်စုံလင်အောင် အသားငါးတာမကဗိုက်တာမင်တတ်တူတတ်ကျွဲဝါတဲ့ဟင်းသီးဟင်းရွက်တွေကိုလည်းစားသုံးပေးသင့်ပါတယ်ပရိုတိန်းတာဂရီလင်လို့ခေါ်တဲ့အစာစားခြင်းစိတ်ကိုဖြစ်ပေါ်စေတဲ့ဟော်မုန်းတွေကိုလျှော့ချပေးတဲ့အတွက် မိမိကမကြာခဏအစာစားတတ်တူဆိုရင်တော့အသားထဲကျွဲဝါတဲ့အစာစားတွေကမိမိနဲ့ပို့ပြီးတော့တည်တော်ပါလိမ့်မယ်။ပြီးတော့ပရိုတိန်းတာဟာပက်ပတိုက်ဝိုင်းဝိုင်းလို့ခေါ်တဲ့ဟော်မုန်းတွေကိုလည်းထုတ်လွှတ်ပေးပါတယ်။ ဒီ peptide 1y ဟော်မုန်းတွေဟာပုံမဘိုက်ပြည့်စေတဲ့အတွက်အသားဓာတ်ကျွဲဝါတဲ့အစားအစာတွေဟာတခြားအစားအစာတွေအတွက်ဘိုက်ပြည့်ဖို့ပိုပြီးတော့လဲကူစေမှာပါ။ဝေချာရမှာအထောက်အကူပြုစေခြင်းပရိုတိန်းဓာတ်ဟာတာမစ် effect of food လို့ခေါ်တဲ့ TEF ပမာဏမြင့်မားစွာပါဝင်တဲ့အတွက်ကြောင့်အစာခြေဖြတ်ရမှာခန္ဓာကိုယ်ကအာရုံကိုတာမန်ထက်ပိုပြီးတော့တုံ့ပြရပါတယ်။ဒီတော့ခန္ဓာကိုယ်ထဲမှာရှိတဲ့ကယ်လိုရီတွေပိုပြီးတော့လောင်ကျွမ်းတဲ့အတွက်ကြောင့်ဝေးချတဲ့နေရာမှာအထောက်အကူပြုစေတာဖြစ်ပါတယ်။ ကြွက်သားဆုံးရှုံးမှုကနေကောက်ွယ်ပေးခြင်းအသက်ရွယ်ကြီးရင်လာတာနဲ့အမျှစာကိုပီနီယာလို့ခေါ်တဲ့တဖြည်းဖြည်းကြွက်သားဆုံးရှုံးလာတဲ့လုပ်ငန်းစဉ်ဟာဆိုရင်ခန္ဓာကိုယ်အတွင်းထဲမှာဖြစ်ပေါ်လာကြပါတယ်။စာကိုပီနီယာရဲ့အခမ်းကဏ္ဍတွေကိုလျှော့ချဖို့အတွက်ခန္ဓာကိုယ်က muscle protein စမ်းသပ်စစ်ကိုပုံမကောင်းမွန်စွာလုပ်ဖို့လိုအပ်လာပါတယ်။ဒါကြောင့် muscle protein စမ်းသပ်စစ်ကိုဖြစ်ပေါ်စေတဲ့ amino acid တွေပါဝင်တဲ့အသားဓာတ်ကျွဲဝါတဲ့အစားအစာတွေဟာအသက်ရွယ်ဦးမင်းလာသူတွေအတွက်အကျိုးရှိစေမှာပါ။ ဒါရိုက်တင်မကသေးပဲအယိုးစစ်ကျမ်းမာရေးကိုပုံမကောင်းမွန်စေတာသွေးပေါင်ချိန်တိုးတာကနေကာကွယ်ပေးတာကိုခံအားစနစ်ကိုပုံမကောင်းမွန်စေတာစတဲ့အကျိုးကျေးဇူးတွေလည်းများစွာရှိပါသေးတယ်။ဒါပေမဲ့အသားငါးတွေကိုများပြားစွာစားသုံးရင်လည်းဝမ်းပြက်ဝမ်းလျှော်ရေဓာတ်အခန်းချောက်ခြင်းအာဟာရဓာတ်မများတာခြင်းစတဲ့ပြဿနာတွေလည်းရှိတတ်တာမို့လို့တင့်တော်တဲ့ပမာဏနဲ့တင့်တော်တဲ့အစားအသောက်တွေကိုရွေးချယ်စားသုံးပေးဖို့ကအရေးကြီးဆုံးပဲဖြစ်ပါတယ်။ အခုတင်ဆက်ပေးလိုက်တာကတော့လူတဦးချင်းစီရဲ့နေစဉ်လိုအပ်တဲ့အသားဓာတ်နဲ့သူ့ရဲ့အကျိုးပြုတဲ့အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။ဒီအစီအစဉ်ကိုကြည့်ရှုခြင်းအပြင်ပရိသတ်ကြီးတို့အနေနဲ့လဲကျန်းမာရေးအတွက်အသင့်လျော်တဲ့အသိပညာဘူဒ္ဓတာတစ်ခုခုရရှိသွားလိမ့်မယ်လို့ယုံကြည်မျှော်လင့်မိပါတယ်ရှင်။ယခုလောကျန်းမာရေးနဲ့သက်ဆိုင်တဲ့အသိပညာဘူဒ္ဓတာတွေကြောင့်တင်ဆက်ပေးနေတဲ့တန်လွင်ထိုင်းရဲ့တန်လွင်ကျန်းမာအစီအစဉ်ကိုအပတ်စဉ်ဗုဒ္ဓဦးနေ့ရဲ့ညနေ6:00နာရီတိုင်းမှာတင်ဆက်ပေးနေပါတယ်ရှင်။